ားလုံးပဲမင်္ဂလာပါ Bami Knowledge Hub Channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်လွန်ခဲ့တဲ့တစ်လလောက်ကကျွန်တော်တင်ဆက်ခဲ့တဲ့ Chamber Pet ကျားမရဲ့အကြောင်းကိုမှတ်မိကြလိုက်အောင်မယ်လို့ထင်ပါတယ်လူသားစား Chamber Pet ကျားမရဲ့အကြောင်းဗီဒီယိုကိုမကြည့်ရသေးဘူးဆိုရင်ကျွန်တော်ရဲ့ Channel လေးထဲမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ဒီနေ့မှာတော့ဒီ Chamber Pet ကျားမကိုနှိမ်နှင်းခဲ့တဲ့မိုးဆိုးကြီးဂျင်ကော်ဘက်ရဲ့နောက်ထပ်စွန်စားခံတစ်ခုကိုတင်ဆက်ပေးသွားပါမယ် ဒီဖြစ်ရက်က Jim Corbett ဘဝမှာအချိန်အကြာဆုံးပေးပြီးတော့ရင်ဆိုင်ခဲ့ရတဲ့အမဲလိုက်ပွဲတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ဇလိုက်ကျော်ကြီး Jim Corbett ကပဲအနိုင်ရရှိခဲ့ပါတယ်။ဒီဖြစ်ရက်က1900ပြည်နှစ်တွေအကျော်မှာအိန္ဒိယနိုင်ငံကူမာဝန်ဒေသမှာဖြစ်ပွားခဲ့တာပါ။ဒီဒေတာကကျတဲ့တကောင်ကလူပေါင်း400ကျော်ကိုတပ်ဖြတ်စားတောက်ခဲ့တဲ့ထိတ်လန့်မွေရာဖြစ်ရဲ့ဆိုကြီးဖြစ်ခဲ့ပါတယ်။ဒါကသမိုင်းတခြားကျတဲ့တကောင်ကနေလူကိုတပ်ဖြတ်ခဲ့တဲ့အထင်မှာစံချိန်တင်တဲ့အရေးအတွက်ပါ။ ဒီဖြစ်ရဆိုကြီးရဲ့အစကိုပြန်သွားရရင်တော့1900ပြည်နေဝင်ချင်းအိန္ဒိယနိုင်ငံမြောက်ပိုင်းကူမာဝန်ဒေသမှာဝမ်ယောဂကပ်ဘေးကြီးဖြစ်ပွားခဲ့ပါတယ်။ဒီဝမ်ယောဂဖြစ်စေတဲ့ဘက်တီးရီးယားတွေကညဉ့်ဉန်းတဲ့ရေနဲ့တန်ရှင်းမှုမရှိတဲ့ရေတွင်းရေကန်တွေထဲမှာပေါက်ဖွားတတ်ကြတာပါ။ယောဂရဲ့အဓိကလက္ခဏာတွေကအလွန်ကျုံဝမ်းလျှောဝမ်းပြတ်တာတွေဖြစ်စေပြီးတော့လူတွေအနေနဲ့အာရုံချိနေပြီးနောက်ဆုံးမှတည်ဆုံးကြရပါတယ်။ဒါပြင်ကူးစက်မှုနှုန်းကလည်းတော်တော်မြန်ဆန်တာကြောင့် ဒီဒေသမှာဝမ်ရှော့ဝမ်ပြက်ယောဂါကြောင့်လူပေါင်းရာနဲ့ချီပြီးတေဆုံးခဲ့ရတာပါတကယ်တော့အိန္ဒိယနိုင်ငံမှာဒီလိုဝမ်ယောဂါကပ်ဘေးကြီးတွေကမကြာခဏဖြစ်ပွားနေတာပါအခုချိန်ထိဆိုရင်အိန္ဒိယနိုင်ငံမှာဝမ်ယောဂါကပ်ဘေးပေါင်း6ချိန်အထိတောင်ဖြစ်ပွားခဲ့ပြီးပါပြီဒီလို1900ပြည်နှစ်တွေဝန်းကျင် ကုမာဝန်ဒေသမှာဒီကပ်ဘေးကြီးဖြစ်တဲ့အချိန်မှာတော့ဒီဒေသကလူတွေကအမားကြီးတစ်ခုကျူးလွန်မိခဲ့ကြပါတယ်ယောဂါဖို့ကူးစက်ခံရမှာကိုကြောက်ရွံ့တတ်ကြတာကြောင့် တေဆုံးမိသားလူတွေအလောင်းတွေကိုမိတကြိုတာမြေမြုပ်တာမျိုးတွေမလုပ်ပဲဂျွာရီရဲ့အနီနာတောဆက်တွေမှာပဲအလွဲတကူသွားရောက်စွန့်ပစ်ခဲကြပါတယ်။ဒါကလူတွေတွေစီကနေထွက်လာမယ်ယောဂပူမွားတွေကြောင့်ကပေးကြီးကိုပုံမဆိုးရွားလာစေပါတယ်။ဒီထက်ပိုပြီးဆိုးတဲ့အချက်တစ်ခုကတော့လူတွေအလောင်းတွေကိုဒီလိုစီးမဲ့ကမ်းမဲ့စွန့်ပစ်ရာကနေတောရင်းတလိပ်ဆန်တွေကလူတွေအလောင်းတွေကိုစတင်စားသုံးမိသွားကြတာပါ။ ူမဝန်ဒေတာကပန်နာဆိုတဲ့ရွာလေးအနီးနားမှာလူတွေကိုဒီလိုမျိုးစွန့်ပစ်ကြပါတယ်။ဒါကပဲသူတို့ရွာလေးရဲ့ခြောက်ခြားစရာညတွေကိုသူတို့ကိုယ်တိုင်ဖန်တီးလိုက်တယ်လို့ဖြစ်သွားစေခဲ့တာပါ။အဲ့ဒီချိန်ပန်နာရွာလေးအနီးကတောအုပ်ထဲမှာကျဆားနေတဲ့ကျက်တစ်ကောင်ရှိခဲ့ပါတယ်။ဒီကျက်တစ်ကမတော်တဆလူတွေအလောင်းတွေကို စားသုံးမိသွားရာကနေဒီဇလန်းကြီးတစ်ခုလုံးကိုအစာပြိုးမိခဲ့တာပါ။ပထမအကြိမ်လူသားစားမိသွားတဲ့နောက်မှာဒီကြက်တစ်အနေနဲ့ထူးထူးခြားခြားဆွဲလန်းသွားတာမျိုးတော့မရှိခဲ့ပါဘူး။ ဒီလိုနဲ့ပဲနောက်တစ်ကြိမ်လူသေးအလောင်းတစ်ခုကိုထပ်မံစားမိပြန်ပါတယ်။ဒုတိယအကြိမ်မှာတော့ကျစ်တစ်ကလူသားရဲ့အရာသာကိုကောင်းကောင်းခံစားမိသွားပါပြီ။ဒီလိုနဲ့ပဲကျစ်တစ်ကတော်ထဲမှာပင်ပင်ပန်းပန်းအမဲမလိုက်တော့ပဲလူသေးအလောင်းတွေကိုပဲလိုက်ရှာနေခဲ့ပါတယ်။အဲ့ဒီအချိန်ကကုမာဝန်ဒေတာမှာဝမ်ယောဂကတ်ဘေးကြီးကလည်းအရှိန်ကောင်းနေစေဖြစ်တာကြောင့်လူတွေလည်းနေစင်နေအများသေဆုံးနေခဲ့ပါတယ်။သေဆုံးပြီးတဲ့လူတွေကိုလည်းဒီဒေတာကလူတွေကထုံးစံအတိုင်းပဲ အလောင်းတွေကို တောထဲမှာအလွယ်တကူသွားရောက်ဆွန့်ပစ်လိုက်ကြပါတယ်။ဒါကြောင့်ဒီချိန်နေအတွင်းမှာဂျက်တစ်ကအစားအသောက်အရှံပဲရရှိနေတယ်လို့ဆိုရမှာပါ။ကြွားသားတွေအနေနဲ့ကတော့သူတို့ရဲ့စီကံမဲမှုကဒီတောထဲကဂျက်တစ်ကိုလူသားတွေနေတိုင်းအစာကျွေးနေတယ်လို့ဖြစ်နေကြတာကိုမသိခဲ့ကြပါဘူး။ဒီပြက်ကအာဖရိကမှာဖြစ်ပွားခဲ့တဲ့အန်ဂျူမီချင်းတွေရဲ့ဖြစ်ရက်နဲ့လည်းတော်တော်လေးဆင်းတူပါတယ်။အန်ဂျူမီချင်းတွေအုပ်တွေကလည်းဒီလိုပဲလူတွေစီးမဲ့ကမ်းမဲ့ဆွန့်ပစ်ကြတဲ့အလောင်းတွေကို မတော်တဆစားသုံးမိရာကနေလူသားရဲ့အရာသာကိုသိရှိသွားခဲ့ကြပြီးနောက်ပိုင်းမှာလူတွေကိုပဲအမဲလိုက်စားတောက်ခဲ့ကြတာဖြစ်ပါတယ်။အာဖရိကနဲ့အိန္ဒိယကနေရာတွေကွာဝေးလွန်းလာပြီးမဲ့လူတွေရဲ့စီကံမရှိမှုတွေကြောင့်ဒီလိုစင်တူကြတဲ့ဖြစ်ရဆိုးတွေဖြစ်ပေါ်လာစေတာပါ။အခုလည်းပန်နာယွာအဓိကချက်တကလူသားရဲ့အရာသာကိုဆွဲလန်းသွားခဲ့ပါပြီ။ဒီလိုနဲ့ဝမ်ယောဂကပ်ဘေးကြီးကိုအစိုးရကတဖြည်းဖြည်းအမြင့်ဖြတ်ကူးသားလိုက်တဲ့အချိန်မှာတော့ ဒီဒေသမှာကပေးကြောင်လူသေဆုံးမှုတွေလည်းရပ်တန့်သွားခဲ့ရပါတယ်။ဒါကလူတွေအတွက်ကောင်းမိမယ်။တော်ရက်ကလူသားမစားရရင်မနေနိုင်တော့တဲ့ခြေတစ်အတွက်ကတော့ခက်ခဲတဲ့နေ့ရက်တွေပါပဲ။ဒီလိုနဲ့ပန်နာယွာရဲ့အနီးနားကလူတွေအတွက်ကဲယောဂါမဟုတ်တဲ့နောက်ထပ်သီမင်းကိုစတင်ရင်ဆိုင်ရပါတော့တယ်။ဒီနေရာမှာခြေတစ်တွေအကြောင်းကိုနည်းနည်းလောက်ပြောချင်ပါတယ်။စတဲ့တွေကလည်းပန်တာရာအုပ်စုဝင်ကြောင်ကြီးမျိုးနွယ်တွေပဲဖြစ်ပါတယ်ဒီကောင်တွေကတော့သိပ္ပံအခေါ်အရာပန်တာရာပေါ်ဒက်စ်လို့ခေါ်ကြပါတယ် ။ဒီပန္တာရာအုပ်စုထဲမှာဆိုရင်ခြေတိတွေကိုမီဒယ်ဝိတ်တန်းသမားတွေလို့သတ်မှတ်ရမှာပါ။ခြေတိထီးတွေက30ကီလိုဂရမ်ကနေ60ကီလိုဂရမ်အထိအရွယ်စားရှိရကြပြီးတော့ဒါကခြေတိတွေကြားတွေထက်သေးငယ်ပေမဲ့ဂျာကွားနဲ့နင်းခြေတိတွေထက်တော့တော်တော်ကြီးကြီးမားပါတယ်။ခြေတစ်တွေပါဝင်တဲ့အုပ်စုမှာဆိုရင်နောက်ထပ်အမျိုးအစား၉မျိုးလောက်ထိထပ်မံကွဲပြားပါတယ်ဒီကောင်တွေကတော့တစ်တောထူတတ်တဲ့ဒေသတွေအာဖရိကဆာဗန်နာမြက်ခင်းပြင်တွေ တောင်တန်းဒေသတွေတဲကန်နာရရဲ့မိုးတစ်တော်တွေထဲမှာအထိရှင်သန်နေထိုင်နိုင်ကြပါတယ်။ဒါကြောင့်ကြောင်ကြီးမျိုးနယ်ထဲမှာဆိုရင်တော့ပတ်ဝန်းကျင်နဲ့လိုင်ရောညီထွေမှုအရှိဆုံးမျိုးစိတ်တွေလို့ပဲပြောရမှာပါ။သူတို့ကလည်းနေမျိုးပိုင်နဲ့တွေသတ်မှတ်တတ်ကြပါတယ်။သူတို့နေထိုင်တဲ့ပိုင်နဲ့အတွင်းမှာစီးနှံပေးတာမျိုးတစ်ပင်တွေမှာလက်သေးနဲ့ကုတ်ချစ်ပြီးတော့အမတ်သားလောက်တာမျိုးတွေနဲ့နေမျိုးသတ်မှတ်တတ်ကြပါတယ်။လူပိုင်းဆိုင်ရာမှာဆိုရင်လေတံမာတဲ့ကြွက်သားတွေနဲ့ပေါ်ပါတဲ့ခန္ဓာကိုယ်ကိုပိုင်းဆိုင်ထားတာကြောင့် ဒါကအမဲလိုက်ရမှာတော်တော်အထောက်အကူဖြစ်စေပါတယ်။ခနာကိုပေါ်မှာရှိတဲ့အဆက်ပြောက်တွေကလည်းတောတောင်တွေအတွင်းထဲမှာကိုရောက်ဖြောက်ဖို့အတွက်အသုံးဝင်တဲ့လက်နက်တစ်မျိုးပါ။မဲလိုက်ပုံနီးစနစ်တွေ အနေနဲ့ကတော့ကြားရည်နဲ့အနေငယ်စင်တူနေပါတယ်။နှစ်ပင်တွေခြုံပုတ်တွေကနေဆောင်းဆိုင်ပြီးတော့မှပားကောင်ကိုလျှက်တစ်ပြက်ခုံအုပ်တဲ့စနစ်နဲ့အမဲလိုက်တက်ကြပါတယ်။တောင်ကြီးမျိုးနွယ်တွေထဲမှာဆိုရင်တော့ကျစ်စ်တွေကတစ်ပင်တက်အကျွမ်းကျင်ဆုံးကောင်တွေလို့ပဲပြောရမှာပါ။ တန်းအောင်ကိုတက်ဖြတ်တဲ့နေရာမှာလည်းလေဘင်းလေပြုံရှိတဲ့နေရာကိုမိမိရရကိုက်ဖြတ်ပြီးတော့မှမလှရှားနိုင်အောင်ပြုလုပ်ပြီးတော့တက်ဖြတ်လေးရှိပါတယ်။အဲ့ဒီနောက်ရရှိလာတဲ့တားကောင်ကိုလေဘင်းကနေမဲ့ကိုက်ချီပြီးတော့တပင်မော်အထိဆွဲယူသွားပြီးတော့မှဈေးမြင့်တစ်ပြေထိုင်စားကြတာမျိုးပါတကယ်လို့တားကောင်ကတခါတည်းမကုံဘူးဆိုရင်တော့နေရာကိုမှတ်သားထားပြီးတော့နောက်တစ်ခါပြန်လာပြီးစားတတ်တဲ့မှတ်ဉာဏ်မျိုးကိုလည်းပိုင်ဆိုင်ထားပါတယ်အဓိကအမဲလိုက်တဲ့ကြတာကတော့ညာဘက်အချိန်တွေမှာဖြစ်ပြီး တို့ရဲ့အမြင်အာရုံနဲ့အနမ်းခံနိုင်စွမ်းကလည်းညာဘက်တွေမှာပို့ပြီးတော့ဆူရှာထက်မြက်လေးရှိပါတယ်။ဒါကတော့ကျွတ်တစ်တွေအကြောင်းကိုအနေငယ်ဝေမျှပေးတာပါ။နောက်ဗီဒီယိုတွေကြာမှာကျွတ်တစ်တွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်ထပ်မံတင်ဆက်ပေးသွားပါမယ်။လူသားဆောင်ပန္နာကျတိရဲ့အကြောင်းကိုဆက်ပြောရရင်တော့ကုမာဝန်ဒေတာမှာဝမ်ယောဂပြီးဆုံးသွားတဲ့အချိန်မှာတော့ဒီကျတိအတွက်လူသားတွေထပ်မံမရရှိနိုင်တော့ပါဘူး။ဒါကြောင့်ပဲသူကလူတွေကိုအမဲလိုက်စားတောက်ဖို့ဆုံးဖြတ်လိုက်တာပါ။ ထမဆုံးအနေနဲ့တောထဲမှာပဲထင်းကုတ်ဝါခုတ်လာကြတဲ့သူတွေကိုပြစ်မှတ်ထားဖရန်စီစားတော့ပါတယ်။ကုမောင်ဒေတာကပန်နာရွာလိုမျိုးတောနဲ့နီးစပ်တဲ့ကြေးရွာတွေမှာဒီလိုကိစ္စတွေကမကြာခဏဖြစ်ပေါ်လေးရှိပါတယ်။ကြားလို့ကြက်တိလို့အကောင်တွေကတောထဲမှာလူတွေကိုတက်ဖြတ်ပြစ်လိုက်တာမျိုးကဒီဒေတာမှာမထူးဆန်းတဲ့သတင်းတစ်ခုလူတော်ဖြစ်နေကြတာပါ။ဒါပေမဲ့ဒီတစ်ခါမှာတော့တော်တော်ကွဲပြားသွားခဲ့ပါပြီ။ ဒီလိုတောထဲမှာလူတွေတက်ဖြတ်ခံရတာကတယောက်စနှစ်ယောက်စမဟုတ်တော့ပဲမကြာခဏဖြစ်ပေါ်လာတဲ့အခါမှာတော့ဒီဒေသကလူတွေအနေနဲ့တောထဲကိုသွားဖို့ကိုတောင်ကြောက်ရွံ့လာကြပါတယ်။ဒါပေမဲ့စောင်းဝနေရေးအတွက် တောထဲကိုမသွားလို့လည်းမဖြစ်တာကြောင့်အရင်စွန်ပြီးသွားကြတဲ့လူတွေလည်းရှိနေပြန်ပါတယ်။ဒီလိုသွားခဲ့ကြတဲ့လူတော်တော်များများကတော့အိမ်ပြန်မလာနိုင်ခဲ့ကြပါဘူး။ဒီလိုနဲ့ကယောကအပီတိတ်မကြခင်မှာပဲဒီဒေသမှာငိုတန်းနေနေတိုင်းလိုလိုထပ်မံထွက်ပေါ်လာပြန်ပါတယ် အဲ့ဒီချိန်ထိသူတို့ကလူတွေကိုတပ်ဖြတ်နေတာကဘာကောင်းလဲဆိုတာကိုတောင်သေချာမသိကြသေးပါဘူးဒီကြားထဲမှာအယူသီးလွန်းတဲ့လူတချို့ကလည်းဝမ်ရောဂါကြောင့်သေဆုံးသွားကြတဲ့သူတွေကမကောင်းဆိုးဝါးတွေဖြစ်နေပြီးတောထဲကိုသွားတဲ့သူတွေကိုတပ်ဖြတ်နေတယ်ဆိုတော့ကောလာဟာလာတွေလည်းထွက်ပေါ်လာခဲ့ပါတယ်ဒါကြောင့်ပူဇော်ပတ်တာတွေရစ်ပူဇော်တာမျိုးတွေလုပ်ခဲ့ကြပေမဲ့လူတွေသေဆုံးမှုတွေကတော့မရက်တန့်သေးပါဘူးအဲ့ဒီချိန်ထိဆိုရင်1900ခုနှစ်ကိုရောက်ရှိနေပြီးတော့ ဒီပန္နာချစ်တကလူတွေကိုတိတ်တဆိတ်တက်ဖြတ်စားတောက်နေတာအယောက်နဲ့အကန့်အထီတောင်ရှိနေပြီဖြစ်ပါတယ်။ဒီလိုနဲ့တနည်းနဲ့တနည်းဆိုးွားလာတဲ့အခြေအနေတွေကြောင့်တောထဲကိုသွားရတဲ့သူတွေလည်းမရှိကြတော့ပါဘူး။တောထဲကိုလူတွေရောက်မလာတော့တဲ့အချိန်မှာတော့ဒီချစ်တကလူသားစားလို့ရနိုင်မယ့်နေရာတစ်ခုတည်းသာကျန်မာတော့တယ်။အဲ့ဒါကတော့ရွာထဲအထီဝင်ပြီးလူတွေကိုအမဲလိုက်ဖို့ပါ။ဒီချစ်စ်ကရွာထဲကိုနေကင်းဘက်တွေဝင်ဆွဲတာမျိုးတွေမလုပ်ခဲ့ပဲညဘက်လူအိတ်ချိန်တွေ ညနေဘက်မောင်ကြီးစာပြိုးချိန်တွေမှာတိကျရှိနေတဲ့သူတွေကိုဝင်ရောက်အမဲလိုက်ခဲ့တာပါချက်တစ်တွေကတဘာဝကပေးထားတဲ့လက်ဆောင်အရာတော်တော်ချေတန်းလုံတဲ့ကောင်တွေလည်းဖြစ်ပါတယ်ဒီလိုချေတန်းလုံလုံနဲ့လူတွေနားကိုတိတိစိတ်ချင်းကပ်နိုင်တာကြောင့်ပဲသူ့ရဲ့လူသားစားအမဲလိုက်ခရီးစဉ်ကတော်တော်ကိုအောင်မြင်နေခဲ့ပါတယ်ပနာဒေတာနဲ့အနီးနားမှာဆိုရင်လေတစ်ပင်တွေပေါ်မှာလူတွေအလောင်းတွေမကြာခဏဆိုသလိုတွေ့နေရပါပြီ ရွာသူရွာသားတွေကလည်းနေဝင်ပြီဆိုတာနဲ့အိမ်ထဲကနေအိမ်ပြင်ကိုမထွက်ရဲခဲ့ကြပဲပန္နာနဲ့အနီးနားတဝိုက်ဒေသကရွာတွေမှာတုတ်တန်တစားပြင်လေလို့၆ကက်နေခဲ့တာပါဒီလိုတောင်းကျမ်းလွန်လာတဲ့စစ်တကောင်ကြောင့်လူတွေကအလုပ်ပြက်အကင်ပြက်နဲ့စောင်းဝနေရေးတွေအတွက်ပါတိခိုက်လာတဲ့အချိန်မှာတော့ဒီပန္နာစစ်ကိုနှိမ်နင်းဖို့ပြင်ဆင်ကြပါပြီဒေသခံအမဲလိုက်သမားတွေနဲ့အစိုးရတာဝန်ရှိသူတွေက ဒီလမ်းမျိုးစုံနဲ့နှိမ်နင်းမှုစူးစမ်းခဲ့ကြပေမဲ့ပါးနဲ့လုံးနေတဲ့ခြေတစ်ကိုဘလို့မှဖမ်းလို့မမိနိုင်ခဲ့ကြပါဘူး။1908ခုနှစ်မှာတော့ကူမာဝဲဒေတာမှာပဲချမ်ပါဘက်ကျောင်းမကိုလိုက်လံရှင်းလင်းမှုစူးစမ်းနေတဲ့ Jim Kovac ဆိုတဲ့အင်္ဂလိပ်လူမျိုးမုတ်ဆိုးတဦးကဒီသတင်းကိုကြားခဲ့ပါတယ်။ Jim Kovac ရဲ့အကြောင်းကိုတော့ကျွန်တော်တင်ဆက်ခဲ့တဲ့လူသားစားကျောင်းမချမ်ပါဘက်ဆိုတဲ့ဗီဒီယိုလေးမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ဒီတဲ့င်းကိုကြားကြားပြီးခြင်းမှာပဲဂျင်ကော့ဖက်ကပန်နာဒေတာကို1908ခုနှစ်မှာရောက်ရှိလာခဲ့ပါတယ် ဒီပန္နာချစ်စ်ကိုနှိမ်နင်းနိုင်ခဲ့ရင်သူ့ရဲ့ဂုံတရင်ကပုံမကြီးမလာခဲ့မယ်ဆိုတာကိုဂျင်ကောဘက်ကသိနေခဲ့တာပါ။ဒါကြောင့်သူကပန္နာဒေတာကိုရောက်ရောက်ချင်းမှာပဲချစ်စ်ကိုနှိမ်နင်းဖို့နီလန်မျိုးစုံတုံးပြီးတော့စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပန္နာချစ်စ်ကလူအောင်300ကျော်လောက်ကိုအမဲလိုက်စားတောက်ပြီးပြီဖြစ်တာကြောင့်အတွေ့အကြုံများတဲ့တာရဲကြီးတကောင်ဖြစ်နေခဲ့ပါပြီ။ဘလုံးမကိုလွယ်လွယ်နဲ့သူ့ကိုဖမ်းဆီးလို့မရနိုင်ခဲ့တာပါ။ထောင်ချောက်တွေကိုအလွယ်တကူရှောင်ခွင်းသွားနိုင်တဲ့အပြင် မျက်စိတောက်ထောက်စောင့်ကြည့်နေတဲ့ကြားကပဲလူတွေကိုတယောက်ပြီးတယောက်တက်ဖြတ်စားတောက်နေခဲ့ပါတယ်။ကြောက်စရာကောင်းလာပါတယ်ဆိုတဲ့သားရဲမျိုးစုံကိုနှိမ်ညင်းခဲ့တဲ့ဂျင်ကော်ဗက်ကြီးလည်းဒီပန်နာချစ်တဲ့အတွေ့မှာတော့ဇောကျွေးတွေ ပြန်နေရပါပြီ။1908ခုနှစ်ကနေက သူအမဲလိုက်ခဲ့တဲ့ပန်နာချစ်ကိုမပစ်ခတ်နိုင်သေးပဲ1909ခုနှစ်ကိုရောက်ရှိလာခဲ့ပါပြီ။အချိန်အပြည့်တစ်နှစ်ကြာမြင့်သွားခဲ့ပြီလို့ဆိုရမှာပါ။ 1996ခုနှစ်ဧပြီလတည်းကတရက်မှာတော့စတိကပန္နာဒေတာမှာပဲညအချိန်အိမ်တိမ်ထဲကိုဝင်ပြီးတော့မျိုးသမီးတယောက်ကိုအမဲလိုက်ဖို့ကြမ်းပါတယ်လူရင်းနိုးလာကြပြီးဝိုင်းဝန်းအော်ဟစ်တာကြောင့်စတိကသားကောင်ကိုထားခဲ့ပြီးထွက်ပြေးသွားခဲ့ပါတယ်ဂျင်ကော်ဘက်ကဒီအိမ်ကိုလစ်လာပြီးတဲ့နောက်မှာတော့အိမ်နဲ့တက္ကမကြီးတွေကိုတောင်ကျိုးပြတ်သွားအောင်လုပ်နိုင်ခဲ့တဲ့စတိရဲ့တန်မာမှုကိုသိရှိလာခဲ့ရပါတယ်ဒါပြင်ဒီအိမ်ကတောဆက်အနီးနားမှာဖြစ်နေတာကြောင့်လည်း ပနာချစ်တက်ကဒီအိမ်ကိုထပ်မံရောက်ရှိလာအောင်မယ်ဆိုတာကိုမုတ်ဆိုးလုံနေတာဝါရင့်နေပြီဖြစ်တဲ့ဂျင်ကိုဘက်ကတက်အပ်တည်နေခဲ့တာပါ။ဒါကြောင့်ပဲအင်းရဲ့အနီးနားမှာစိတ်နှကောင်ကိုကျိုးနဲ့ခြိထားပြီးတော့ချစ်တက်ကိုမျှာခေါ်ခဲ့ပါတယ်။တွတ်ဆထားတဲ့အတိုင်းပဲညဘက်အချိန်မှာတော့ပနာချစ်တက်ကရောက်ရှိလာခဲ့ပြီးပထမစိတ်နှကောင်ကိုတက်ဖြတ်ဆွဲယူသွားခဲ့ပါတယ်။ဒုတိယစိတ်ကိုထပ်မံကိုက်ဖြတ်နေချိန်မှာပဲတင်းဆောင်နေတဲ့ဂျင်ကိုဘက်ကအမောင်တွေကနေကံမန်းပြစ်ခတ်လိုက်ပါတယ်။ ဲ့ဒီနောက်ချက်ကောင်းကိုမထီလာကြအောင်ဘန္နာချစ်တစ်ကလည်းထွက်ပြေးသွားနိုင်ခဲ့ပါတယ်ဒီလိုဒန်ယာရရှိပြီးတဲ့နောက်မှာတော့ဘန္နာချစ်တစ်ကရွာထဲကိုဝင်ပြီးတော့ညအချိန်မှာလူတယောက်ကိုထတ်မှန်အမဲလိုက်ခဲ့ပြန်ပါတယ်အသင်းဆောင်ဆိုင်နေကြတဲ့ Jim Corbett ရဲ့ရွာသားတွေကမိတို့တွေနဲ့အတူချစ်တစ်ရဲ့နောက်ကိုထတ်မှန်လိုက်ခဲ့ကြပြန်ပါတယ်ဒန်ယာရထတာကြောင့်မျက်မျက်မပြေးနိုင်တော့တဲ့ချစ်တစ်ကိုမိတို့တွေရဲ့အလင်းရောင်ကြောင်လမ်းမြင်လိုက်ရတဲ့အချိန်မှာပဲ Jim Corbett ကခွင့်အရေးကိုအမိရအသုံးချနိုင်လိုက်ပါပြီး ဂျင်ကော့ဘတ်ရဲ့ပြစ်ချက်ကပန်နာချတိရဲ့ယင်ဘက်နေရာကိုထိမှန်ခဲ့ပြီးတော့ဒီဒီချိန်မှာတော့လူသားစားပန်နာချတိကြီးအဆုံးသတ်သွားခဲ့ပါတယ်ပန်နာချတိတေဆုံးချိန်မှာဆိုရင် သူတက်ဖြတ်စားတောက်ခဲ့တာကလူအောင်400ကျော်အထိတောင်ရှိနေခဲ့ပါပြီဒီလောက်လူတွေအများကြီးကိုတက်စားနိုင်ခဲ့တာကြောင့်ဘုဟုတ္တရနေပါလာတဲ့ဒီဒေတာကဒေတာကန်လူတွေတချို့ရဲ့ကြားထဲမှာတော့ပန်နာချတိကိုဒနာဤဆန်တဲ့တတ္တဝါတကောင်ဖြစ်ပါသတ်မှတ်ထားခဲ့ကြပါတယ် ဒီချစ်စ်ကိုနှိမ်နင်းခဲ့တဲ့အကြောင်းကိုတော့ Jim Corbett က The Temple Tiger and Moment Eaters of Kumaon ဆိုတဲ့စာအုပ်မှာအသေးစိတ်ဖော်ပြထားပါတယ်။ပနာချစ်စ်ကိုနှိမ်နင်းပြီးတဲ့နောက်သူတို့စစ်ဆေးကြည့်ရှုတဲ့အခါမှာတော့ဒီချစ်စ်ကလည်းသူ့ရဲ့အောက်ဖက်သွားတွေမှာဒဏ်ရာရရှိနေတာကိုတွေ့မြင်ခဲ့ရပါတယ်။ဒီလိုဒဏ်ရာရရှိပြီးတဲ့နောက်တောထဲမှာသဘာဝအတိုင်းအမဲမလိုက်နိုင်တာကြောင့်ပဲလူသားတွေကိုအမဲလိုက်တာဖြစ်နိုင်တယ်ဆိုတဲ့အချက်တခုလည်းရှိနေပြန်ပါတယ်။ ဒီလိုတော်ထဲမှာအမဲမလိုက်နိုင်တဲ့အပြင်လူတွေစီးကဲမဲ့စွန့်ပစ်တဲ့အလောင်းတွေကိုစားတောင်းမိရကနေလူသားရဲ့အရာသာကိုရောတိရှိသွားတာကြောင့်နောက်ပိုင်းမှာဒီပန်နာချစ်တစ်ကလူတွေကိုပဲအဓိကပြတ်မှတ်ထားပြီးတော့အမဲလိုက်စားတောက်ခဲ့တာဖြစ်တယ်လို့ဂျင်ပေါ်ဘက်ကဖော်ပြခဲ့ပါတယ်ပန်နာချစ်တစ်ကလည်းချမ်ပါဘက်ဂျာမန်လိုပဲလူပေါင်း400ကျော်ကိုတောင်တက်ဖြတ်စားတောက်နိုင်ခဲ့တဲ့ကမ္ဘာသမိုင်းတစ်လျှောက်မှာအဆိုးအဝါးသောလူသားစားတိရစ္ဆာန်တွေတဲကတကောင်ဖြစ်ခဲ့ပါတယ် နောက်နေ့တင်ဆက်မယ့်ဗီဒီယိုတွေမှာတော့ကျွန်တော်အနေနဲ့ Jim Corbett နိုင်နင်းခဲ့တဲ့နောက်ထပ်ကြောက်စရာကောင်းတဲ့သားရဲကြီးတွေအကြောင်းကိုထပ်မံတင်ဆက်ပေးသွားပါအောင်မယ်ဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးကြကြလို့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါအောင်ဆိုခင်ဗျာ